နယူးကကွင်းသစ်ဖွင့်မဲမီမက်ဆီကိုပြန်လည်ခေါ်ယူရန်ဘာစီလိုနာဆန္ဒရှိဘောလုံးကြိုက်သူများအတွက်ကျမတို့ရဲ့1 million channel တွေကပြန်လည်ကြိုဆိုလိုက်ပါတယ်။ဘာစီလိုနာသင်းကကန်နဝင်ကစားသမားမက်ဆီကိုနယူးကကွင်းသစ်ဖွင့်မဲမီအသင်းထံပြန်လည်ခေါ်ယူဖို့အတွက်ဆန္ဒရှိနေကြောင်းသိရပါတယ်။ဘာစီလိုနာသင်းကလက်ရှိအချိန်မှာနယူးကကွင်းကိုပြန်လည်တည်ဆောက်မှုပြုလုပ်နေပြီး2026ခုနှစ်ဇွန်လမှာကွင်းသစ်ဖွင့်မဲပြုလုပ်ဖို့အတွက်ရည်ရွယ်ထားပါတယ်။ ရင်းချိန်မှာမက်ဆီကလက်ရှိကလပ်အင်တာမိုင်ယာမီအသင်းနဲ့စာတုသက်တမ်းကုန်ဆုံးမှာဖြစ်တဲ့အတွက်ဘာစီလိုနာသင်းက၎င်းကိုအသင်းထံကာလာတိုစာချုပ်နဲ့ပြောင်းလဲခွင့်ရန်ဆန္ဒရှိနေခြင်းဖြစ်ကြောင်းသိရပါတယ်။မက်ဆီကလာမယ့်ဇွန်လမှာအသက်38နှစ်ပြည့်မှာဖြစ်တဲ့အတွက်ကစားသမားပွားမှအနာယူလိုခြင်းမရှိသေးပေငယ်ဘဝကလပ်အသင်းသို့မဟုတ်ဘာစီလိုနာအသင်းမှာကစားသမားပွားကိုပြောင်းလဲအဆုံးသတ်ဖို့အတွက်လိုလားနေကြောင်းလည်းသိရပါတယ်။ဘာစီလိုနာအသင်းကနျူကန်ကွင်းကို ပရိသတ် တသိန်း9000ဝန်းဆက်နဲ့ကွင်းဖြင့်တိုးမြင့်တည်ဆောက်လျက်ရှိရာယခုလတွင်၌ပြန်လည်အသုံးပြုနိုင်ရန်ရှိမှန်းထားတော်လဲကွင်းတည်ဆောက်မှုမှာအချိန်မီပြီးစီးခြင်းမရှိသည့်အတွက်ရှားသည့်လက်ကျန်ပွဲများကိုလက်ရှိချိန်၌အိမ်ကွင်းဖြင့်အသုံးပြုနေတဲ့အိုလံပစ်ကွင်းနဲ့သာဆက်လက်ပြီးရှင်မြိုင်သွားမယ်လို့သိရပါဗျာ